အားလုံးပဲမင်္ဂလာပါခင်ဗျာ The Lost Horizon Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ပုံရဟန်းမင်းကြီးကိုတကဘာလုံးကဘာကြောင့်ကြီးညိုလေးစားကြသလဲဆိုတဲ့အကြောင်းအရာတွေမပြောခင်မှာပုံရဟန်းမင်းကြီး Francis မကွဲလူခင်ကျမ်းမာရေးအခြေအနေနဲ့သူ့ရဲ့ငယ်ဘဝပုံရဟန်းမင်းဘလို့ဖြစ်လာသလဲဆိုတာတွေကိုအရင်ပြောပြခြင်းပါတယ်တတ်တော်88နှစ်အရွယ် ုတ်ဟမ်းမင်းကြီးဖရန်စစ်ဟာဧပြီ22ရက်ဒေတာဆန်တော်ချိန်မနက်9:35မိနစ်မှာယောမမျိုးကဗာတီကန်နန်းတော်မှာကွယ်လွန်သွားခဲ့ပြီဆိုတာကိုအားလုံးသိကြပြီဖြစ်မှာပါ။ပုတ်ဟဟမ်းမင်းကြီးဟာအသေးအောင်ယောကနမိုနီးယားခံစားနေရတဲ့အတွက်ဖေဖော်ဝါရီ14ရက်နေ့ကလေးကဆေးရုံတက်ပြီးကုသနေခဲ့ရတာပါ။ဒီအဆုတ်ရောင်ယောကခံစားနေရတဲ့အတော်အတွင်း အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိအရေးပေါ်အခြေအနေနှစ်ကြိမ်ကြုံခဲ့ရတယ်လို့ကုသပေးတဲ့ဆရာဝန်အဖွဲ့တွေကဆရာဝန်တအူးကပြောပြခဲ့မှုပါတယ်။ပေါ်ရဟန်းမင်းကြီးကသူ့အသက်22နှစ်အရွယ်မှာတုန်းက အဆုတ်ရဲ့အစိပ်ပိုင်းအချို့ကိုဖယ်ရှားကုသခဲ့ရဘူးပြီးအသက်ဘေးကလွတ်ခဲ့သူပါ။ဒီတကြိမ်မှာတော့ကုသမှုခံယူပြီးတော့ဗာတီကန်နန်းတော်မှာအနားယူနေစဉ်အတွင်းပြန်လည်တော်မူသွားခဲ့ပါတယ်။ပေါ်ရဟန်းမင်းကြီးဖရန်စစ်ဟာ2013ခုနှစ် မတ်လ23ရက်နေ့ကစပြီးကက်သလစ်သာသနာခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တာဟာဆယ်နှစ်တာကာလရှိခဲ့ပါတယ်။ပုပ်ဖရန်စစ်ဟာ1936ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာအာဂျင်တီးနားနိုင်ငံဘျူနိုအေရီစ်မြို့မှာနိုင်ငံရွှေ့ပြောင်းလာသူအီတာလီယန်လူမျိုးလက်လုတ်လက်စာမိသားစုက မွေးဖွားလာပြီးတော့မောင်နှမ9ယောက်မှာအကြီးဆုံးသားဖြစ်ပါတယ်။အမည်ရင်းကဂျော့မာရီယာဘာဂိုဂလီယိုဖြစ်ပါတယ်။ လူငယ်လေးဘာဂိုကလီယိုကဓာရုဗေဒအထူးပြုနဲ့ကြောင်းမပီးခင်တုန်းကလိုက်ကလက်အဝင်ဝမှာလုံကြုံရင်းလို့ကျမ်းတုပ်ဘဝကိုလည်းဖြတ်တန်းခဲ့သူပါစစ်ယုံတယုံမှာအလုံးလုံးတော်အောင်ဆိုရင်အာဂျင်တီးနားစစ်အာဏာရှင်ကိုတွန်းလှန်ဖို့လှုံ့ဆော်ခဲ့သူ S ဘယ်လီစတီနိုဆိုသူနဲ့လည်းနီးနီးကပ်ကပ်အလုံးလုံးခဲ့သူပါအဲဒီနောက်ပိုင်းဘာဂိုကလီယိုဟာယေရှုအသင်းဝင်တဦးဖြစ်လာတယ်ဖီလိုဆိုဖီနဲ့ theology ပညာတွေကိုသင်ယူတယ် 1969ခုနှစ်မှာဖုံးတော်ကြီးရဲ့အဖြစ်ခန့်ခံရပြီးတော့ယေຊုအသင်းတော်မှာယာရူတစ်စင်ပြီးတစ်စင်အလျင်အမြန်တက်လာခဲ့ပြီး1983ခုနှစ်မှာအာဂျင်တီးနားယေຊုအသင်းတော်ရဲ့ပြည်내အဆင့်အကြီးဆုံးခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်1992ခုနှစ်မှာဘူနိုအေရစ်ရဲ့ပူးတွဲဂိုင်းချုပ်အဖြစ်ခန့်အပ်ခံရတယ်အဲဒီနောက်ဂိုင်းချုပ်ဖြစ်လာတယ်2000ခုနှစ်မှာတော့ပိုယီဟမ်မီကြီးဂျွန်ဘောနှစ်ကသူ့ကိုယဟန်အမတ်အဖြစ်ခန့်ပါတယ် နောက်တော့ကက်သလစ်ကျောင်းတော်ရဲ့အုပ်ချုပ်ရေးပိုင်းတာဝန်ယူရတဲ့ယာတူးတွေရရှိလာပါတယ်။ပုပ်ယဟန်မင်းကြီးဟာဘန်နဒက်ဟာ2013ခုနှစ်မှာတာဝန်ကအနားယူခဲ့တော့ဖုံးတော်ကြီးဘာဂူဂလီယိုဟာ266ရောက်မြောက်ပုပ်ယဟန်မင်းကြီးအဖြစ်ရွေးချယ်တင်မြှောက်ခံရတယ်။သူက73ရာစုကအီတလီကက်သလစ်သူတော်စင်ဖရန်စစ်အစီစီကိုဂုဏ်ပြုတဲ့အနေနဲ့ပုပ်ယဟန်မင်းကြီးအမိကိုပုပ်ဖရန်စစ်ဆိုပြီးခေါ်တွင်စေခဲ့ပါတယ်။ ပေါ့ဖရန်စစ်ဟာပထမဆုံးဆိုတဲ့တမိုင်းတွေလည်းပိုင်ဆိုင်ထားပါတယ်ကက်သလစ်ဘာသာဂျေရှုကက်သလစ်ဂိုင်းခွဲတွေကကက်သလစ်သာသနာတော်တစ်ခုလုံးကိုကြီးမှုရတဲ့ပထမဆုံးပုပ်အမေရိကအတိုင်းမှာပထမဆုံးပေါ်ထွက်ခဲ့တဲ့ပုပ်တောင်ကဘာကျမ်းမှာပထမဆုံးသောပုပ်ဟမ်မီဒီဖြစ်ပြီးတော့ AD 800စုမှာအုပ်ချုပ်ခဲ့တဲ့ပုပ်ဟမ်မီဒီတတိယမြောက်ဂရီဂိုရီပြီးရဲ့ဥရောပတိုက်ပြင်ပကပထမဆုံးသောပုပ်ယဟန်မီဒီဖြစ်ပါတယ် ဟုတ်ကဲ့ပါအခုကနေဆက်ပြီးတော့ပေါ်ထန်းမင်းကြီးဖရန်စစ်ကဘယ်အချက်တွေကြောင့်လူသိများထင်ရှားပြီးတော့ကပ္ပဩဇာလွှမ်းမိုးမှုကြီးမားသူတယောက်ဖြစ်ရတာလဲလူများကဘာကြောင့်ကြီးညိုလေးစားကြတာလဲဆိုတဲ့အချက်တွေကိုဆက်ပြောပြပါမယ်ပေါ်ဖရန်စစ်ဟာကက်သလစ်ဘာသာဝင်တန်းပေါင်း1400ကျော်ရဲ့အကြီးအကဲဖြစ်သလိုရောမမျိုးရဲ့ဂိုင်းအုပ်သာသနာပိုင် ဖုံးတော်ကြီး ကက်သလစ်သာသနာအကျွမ်းမဲ့လွှမ်းမိုးသောရွေးချယ်တင်မြှောက်ခံမင်းတပါအုပ်ချုပ်စိုးစံသော အစိုးရစနစ်ကိုကျင့်သုံးခဲ့တဲ့ Vatican City နိုင်ငံရဲ့နိုင်ငံတော်အကြီးအကဲလည်းဖြစ်ပါတယ်။ Pope Francis ဟာကက်သလစ်ဘာသာဝင်1.4ဘီလီယံကျော်ရဲ့ဦးဆောင်သူကက်သလစ်အသင်းတော်ကြီးရဲ့အမြင့်ဆုံးယာထုနေရာရှိနေပေမဲ့နှိမ်ချစွာနေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။သူဟာဘဝတစ်လျှောက်ရိုးရိုးရှင်းရှင်းနေထိုင်တတ်သူအဖြစ်လူသိများပါတယ်။ သူဗာတီကန်မြို့တော်မှာစတင်တာဝန်ယူယူခြင်းမှာပဲ Poor Church for the Poor ဆိုပြီးကူညီစောင့်ရှောက်ပေးတဲ့ရိုးရိုးကုတ်ကုတ်ကက်သလစ်အသင်းတော်ကြီးဖြစ်ဖို့ညွှန်ကြားခဲ့ပါတယ်။ကက်သလစ်ကျောင်းတော်အနေနဲ့ချိုးချံချွေးတာရေးလမ်းစဉ်ကိုလိုက်ပြီးစည်ရင်းသားလူတို့အများကိုအလုအကျွေးပြုနိုင်မှုစော်ဩခဲ့ပါတယ်။နိုင်ငံတကာခေါင်းဆောင်တွေကိုလည်းကဘာအနှံ့ကစင်ရဲသားတွေနဲ့အားနည်းသူတွေကိုကူညီဆောင်ရှားဖို့အမြဲတိုက်တွန်းတတ်သူပါပိုဖရန်စစ်ဟာ လူမှုစီးပွားရေးမညီမျှမှုဆင်းရဲချမ်းသာကွာဟနေမှု အရင်းရှင်စနစ်နဲ့ကပဆင်းရဲနွားပါမှုရှော့ချရေးတွေကိုလည်းတလျှောက်လုံးပြောဆိုဆွေးနွေးသူဖြစ်ပါတယ်၂014ခုနှစ်နာတာလူပွဲတော်ကာလမှာတော့ပိုပ်ဖရန်စစ်ဟာဗာတီကန်လမ်းတော်ရဲ့အုပ်ချုပ်ရေးရန်နေရာယူယွင်းနေရာတွေကိုပြန်လည်ဝေဖန်ခဲ့လို့လူအများအံ့အားသင့်ခဲ့ကြရပါတယ်။ကျောင်းတော်ကအလွန်အကျွံဖော်ထုတ်ကြွားဝါနေရာတွေ ဘာသာရေးကျင့်ဝတ်စောင့်စည်းမှုပိုင်းမှာမေးလျော့ချွတ်ချော်နေရာတွေအပါအဝင်အကျင့်ဆိုးတွေကိုနှစ်သက်ကိုတည်မလာကြဘူးပွန့်ပွန့်လင်းလင်းဆိုခဲ့တာပါဒါအပြင်ပုပ်ဖရန်စစ်ဟာဗာတီကန်ရဲ့အထက်အောက်ဘျူရိုကရေစီကျိုးနေစနစ်ကြီးစိုးနေတာတွေကိုလည်းမြေလံပြုပြင်ပြောင်းလဲဖို့ကြိုးစားခဲ့ပါတယ်ပုပ်ဖရန်စစ်ဟာကက်သလစ်သာသနာအနာဂတ်အတွက်ပျော်ပြောင်းပြီးအလဲအလတ်ကျတဲ့လမ်းစဉ်သစ်တွေကိုလည်းချမှတ်ခဲ့ပါတယ်အချစ်ရေးလိန်ဆက်ဆံမှု အိမ်အောင်တားမွေးပြမှုတွေနဲ့ပတ်သက်တဲ့သူ့ရဲ့လမ်းညွှန်ချက်အစ်စ်တွေကထင်ရှားပါတယ်။ဝေဖန်ပြစ်တင်တာမျိုးတွေလျှော့ပြီးစာနာတနာစိတ်ပူပြကြဖို့ကက်သလစ်ဖုံးတော်ကြီးတွေကိုလမ်းညွှန်ခဲ့ပါတယ်။အိမ်အောင်ဝရိပေါ်တင်းကျပ်တဲ့ကက်သလစ်ဂိုင်းရဲ့နီးနာတချို့ကိုလည်းဖြေလျှော့ပေးပြီးဒုတိယအကြိမ်အိမ်အောင်ပြုသူတခုလက်တွေကိုယေရှုခရစ်ရဲ့နောက်ဆုံးညစာ အထိတ်အမှတ်ပွဲတော်စာစာခွင့်ပြုတာမျိုးတွေလုပ်ခဲ့တယ်။ လိန်တူတိမ်ညွတ်သူတွေအပေါ်လဲဘာသာရေးဘောင်တွေကနေစာနာစိတ်ပြခဲ့ပါတယ်။ကဘာကြီးပူနွေးလာမှုတဘာဝပတ်ဝန်းကျင်ထိမ့်သိရင်းနဲ့ရွှေပြောင်းဒုက္ခတွေတွေအရေးကိုလဲအမြဲမပြတ်ဆွေးနွေးဟောပြောခဲ့တဲ့အပြင်ဗာတီကန်နန်းတော်မှာလဲစစ်ဘေးဒုက္ခတွေတချို့ခိုလုံွက်ပေးခဲ့ပါတယ်။ပုပ်ဖရန်စစ်ဟာသူ့ရဲ့တတန်းလျှောက်အားနည်းသူတွေဘက်ကအမြဲရက်ခဲ့ပြီးတော့တနာကျင်နာမှုလူသားချင်းစာနာမှုရှိသူဖြစ်ပါတယ်။ခွင့်လွတ်နားလဲပေးရင်းနဲ့ဘာသာပေါင်းစုံချစ်ကြည် ငင်းချင်းအလုပ်တွေကိုဒီဇိုင်းမမဆောင်ရွက်ခဲ့သူဖြစ်ပြီးနိုင်ငံတကာတန်တမန်အရေးကောင်းမှုတွေကြောင့်လဲထင်ရှားကျော်ကြားပါတယ်ပြီးတော့ကက်သလစ်ကျောင်းတော်ကိုသူစတင်လက်ခံယူတော့ကကျောင်းတော်မျိုးမဟုတ်ပဲကဘာနဲ့ပို့ပြီးလက်ရောညီထွေဖြစ်မဲ့ကျောင်းတော်အဖြစ်ပြောင်းလဲခဲ့ပါတယ်အခုပြောပြသွားခဲ့တဲ့အချက်တွေကြောင့်သူဟာကဘာဩဇာကြီးမားသူတစ်ယောက်ဖြစ်လာပါတယ်ဒါကြောင့်ကဘာအမြဲတမ်းစောင့်ကြည့်ရသူတူဦးလဲဖြစ်ပါတယ်ဒါတွေအပြင်သူဟာ ပုံဟမ်းမင်းကြီးဖြစ်နေစဉ်ကာလအတွင်းမှာရှေးကပုံဟမ်းမင်းတွေလိုအစင်လာအတိုင်းမနေတဲ့သူအဖြစ်လဲလူသိများပါတယ်။ဥပမာပြောရရင်ရှေးအစင်အဆက်ပုံဟမ်းမင်းကြီးတွေနေထိုင်တဲ့နန်းတော်ကအဆောင်တွေမှာနေရမယ့်အစားစိတ်မာတာတဲကိုဆောင်မှာပဲရိုးရှင်းစွာ နေထိုင်ပါတယ်။ခိုင်းတော်ရဲ့အစင်လာဖြစ်တဲ့အဆောင်အောင်ရအခန်းသားတွေထက်ရိုးရှင်းတဲ့အဝတ်အစားတွေကိုပို့ပြီးနှက်တတ်တယ်။ ပေါ်ဝီဟမ်မင်းကြီးအဖြစ်ရွေးချယ်ခံရပြီးတဲ့နောက်မှာလဲရိုးရာမိုဇာတာဝတ်စုံကိုဝတ်ဆင်မှုညင်းပယ်ပြီးတော့လက်စွပ်ကိုလည်းရွှေလက်စွပ်အစားငွေလက်စွပ်ပဲရွေးချယ်တယ်။ကာဒီနယ်ဖြစ်စဉ်ကအသုံးပြုခဲ့တဲ့လဝါကတိုင်ကိုပဲဆက်ပြီးအသုံးပြုတယ်။ပုတ်အဆောင်ရောင်ဇိန်ခံကားနဲ့မဟုတ်ပဲတခြားရဟန်းအမတ်တွေအိမ်ပြန်စီးတဲ့ဘတ်စကားကိုအတူစီးခဲ့ပါတယ်။ခီးသွားတဲ့အခါမှာမြားသောအဖြစ်ရိုးရိုးတန်းကနေပဲလေရင်စီးပါတယ်။နောက်ပြီးပေါ်ဝီဟမ်မင်းကြီးတို့အဆောင်ရောင်ဖြစ်တဲ့ အနန်းနဲ့ခင်းရအောင်ဝတ်စုံအစားအဖြူရောင်ဝတ်စုံကိုပဲဝတ်လို့ရှိပါတယ်။တရားဟောတဲ့အခါတိုင်းမှာလည်းလူမှုအတိုင်းဝိုင်းထဲမှာဖယ်ကျင်ထားမှုမရှိပဲအားလုံးပါဝင်နိုင်အောင်တိုက်တွန်းလေးရှိပါတယ်။မြန်မာပြည်နဲ့ပတ်သက်လို့ပြောရရင်ဗာတီကန်မှာတနင်္ဂနွေနေ့တိုင်းပြုလုပ်တဲ့ဝတ်ပြုစုတောင်းပွဲတွေမှာကမ္ဘာအရေးကိုပြောလို့ရှိတာမှာမြန်မာအရေးကိုလည်းထည့်ပြောလို့ရှိပါတယ်။မြန်မာပြည်တွင်းကစစ်အာဏာသိမ်းမှုအလွန်အကြမ်းဖက်မှုတွေကိုရှော့ချဖို့နဲ့လက်နက်နဲ့ငြိမ်းချမ်းရေးတိစောက်လို့မရတဲ့အကြောင်းကို တတိပေးလေးရှိပါတယ်။ဒါအပြင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွှတ်ပေးဖို့လည်းအကြင်ကြင်တောင်းဆိုခဲ့ပါတယ်။2024ခုနှစ်မှာတိုက်ကြီးနှစ်ခုကိုဖျက်တမ်းတဲ့၄နိုင်ငံခီးရှေမှာအာရှကိုကြွားတဲ့ခီးစဉ်အတွင်းစင်ကာပူနိုင်ငံကိုရောက်ချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုဗာတီကန်မှာလာရောက်ခိုးလုံနိုင်တယ်လို့တောင် ထုတ်ပြောခဲ့ပါသေးတယ်။ပေါ်ရီဟမ်မင်းကြီးဖရန်စစ်ဟာ2018ခုနှစ်နိုဝင်ဘာလတုန်းကမြန်မာနိုင်ငံကိုကိုယ်တိုင်ကြွားလာခဲ့တယ်။ဒါကြောင့် ပုံရဟန်းမင်းကြီးဟာမြန်မာပြည်တွင်းကနှစ်ပေါင်း900ကျော်လာတဲ့ကက်သလစ်သာသနာအတွင်းမြန်မာကိုကိုယ်တိုင်ကြွရောက်တဲ့ပထမဦးဆုံးသောယဟန်းမင်းကြီးတစ်ပါးလည်းဖြစ်ခဲ့ပါတယ်။ငလင်တန်ခရီးသူတွေအတွက်ဗာတီကန်ရဲ့ကူညီအဖွဲ့အစည်းကနေတဆင့်အရေးပေါ်ဗန္ဒာရေးအကူအညီတွေပေးပို့ခဲ့တယ်။သူပြန်လည်တော့မမူခင်တရက်ကပဲမြန်မာပြည်ငလင်ဘေးတင်သူတွေကိုကူညီပေးဖို့အတွက်မိန့်မှခဲ့ပြန်ပါတယ်။ကယ်ဆယ်ရေးလုပ်ပေးနေသူတွေကိုလည်းကျေးဇူးတင်တဲ့အကြောင်းနဲ့ဒီလိုအချိန်မှာ ပြည့်အခက်ရဆဲဖို့လဲတောင်းဆိုခဲ့ပါတယ်။ Pope Francis ဟာကမ္ဘာငြိမ်းချမ်းရေးအတွက်ဆိုပြီးသူနဲ့အတူဆုတောင်းမှု Israel နဲ့ Palestine သမ္မတတို့ကိုလည်းပါဝင်စေခဲ့ပါတယ်။ Ukraine ကို Russia ကျူးကျော်မှုမှာလဲရုတ်တရက်ရှိတဲ့ရက်ဆက်တဲ့စစ်ပွဲကိုအဆုံးသတ်ဖို့တောင်းဆိုခဲ့ပါတယ်။2023ခုနှစ်မှာသူဟာတောင်ဆူဒန်နိုင်ငံကိုကြွပြီးပြည်ပခအဆုံးသတ်ဖို့နိုင်ငံခေါင်းဆောင်တွေကိုမြစ်တာရက်ခံတယ်။ Pope Francis ဟာစပိန်စကားပြောတဲ့ လက်တင်အမေရိကန်ဘွားတူလည်းဖြစ်တာကြောင့်အမေရိကန်အစိုးရကကျူဘားနိုင်ငံနဲ့ပတ်သက်ပြီးတမိုင်းဝင်တဲ့ချင်းကပ်မှုတစ်ခုမှာဂျာဝင်ညှိနှိုင်းသူအဖြစ်အရေးပါတဲ့အခမ်းကဏ္ဍကနေထူးထူးခြားခြားပါဝင်ခဲ့ဘူးပါလေမွတ်စလင်စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတွေဖြစ်ပြီးရဲ့နောက်ပိုင်းမှာအစ္စလမ်ဘာသာကိုအကြမ်းဖက်မှုနဲ့ရှင်တွဲမမြင်သင့်တဲ့အကြောင်းလဲပြောခဲ့တယ်။ပုံရဟန်မင်းကြီးပြန်လွန်တော်မမူခင်သူ့ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့ဧပြီ20ရက်နေ့တုန်းကဗာတီကန်က စိတ်ပီတာရင်ပြင်မှာကျင်းပတဲ့ Easter Sunday ကောင်းချီးမင်္ဂလာအခမ်းအနားမှာလက်နက်တွေကိုချပြီးတော့တဟဇာတာပြောင်းဆွေးနွေးကြပါလို့မိန့်မာတဲ့စကားကတော့ပုံဟန်မီဒီဖရန်စစ်ရဲ့နောက်ဆုံးမိန့်ခွန်းပဲဖြစ်ပါတော့တယ်။ပုံဖရန်စစ်ရဲ့၁၂နှစ်တာကာလပုံဟန်မီဒီတတန်းတက်လျှောက်ဟာငြိမ်းချမ်းရေးအတွက်ဖြစ်ခဲ့တာနဲ့အညီသူ့ရဲ့နောက်ဆုံးမိန့်မာစကားဟာလည်းငြိမ်းချမ်းရေးအတွက်ပဲဖြစ်ပါတယ်။ပုံရန်မင်းကြီးဟာပြန်လွန်တော်မမူခင်က သူ့ရဲ့ရုပ်ကလပ်ကို အရင်ပုံဟန်းမင်းကြီးတွေလိုဗာတီကန်မှာမမြုပ်ပဲရောမမျိုးနဲ့နှစ်မိုင်ခွဲခန့်ဝေးတဲ့စိတ်မေရီမေဂျာဖျားเจ้าကြီးမှာမြုပ်ဖို့ရွေးချယ်ခဲ့ပါတယ်။စင်းရဲသူတွေအတွက်ယဟန်မင်းကြီးစင်းရဲနွမ်းပါသူတွေရဲ့เจ้าတော်ဖြစ်စေရမယ်လို့သူပြောခဲ့တာနဲ့အညီအဲ့ဒီဖျားเจ้าကြီးရဲ့မှာဆိုရင်ရွှေပြောင်းဝင်လာသူ အများအပြား နေနေကြပါတယ်။နောက်ပြီးတော့ပုပ်ကူတကြိုးတဲ့အခေါင်းကိုချင်းရှူသားခဲဝတ်တစ်ချတာတို့နဲ့ သုံးထပ်အကောင့်လုပ်တဲ့အစင်လာကိုမယူဘဲတက်သားနဲ့လှုပ်ထားတဲ့ရိုးရိုးအကောင့်နဲ့ပဲသူ့ကိုမြုပ်ဖို့ရွေးချယ်ခဲ့တယ်။ပုတ်ဟမ်းမင်းကြီးရဲ့ကြံရှိတဲ့ရုပ်ကလပ်ကိုဗာတီကန်မြို့တော်ကစိန့်ပီတာဘုရားကျောင်းမှာထားရှိအပူဇော်ခံပြီးတဲ့နောက်ဧပြီ26ရက်နေ့မှာဇာပနအခမ်းအနားကိုစိန့်ပီတာရေပြင်မှာကျင်းပခဲ့ရာဘာသာရေးခေါင်းဆောင်များနဲ့လူပေါင်းနှစ်သိန်းခွဲကျော်တက်ရောက်လာကြပါတယ်။ပုတ်ဟမ်းမင်းကြီးရဲ့ဇာပနအခမ်းအနားကိုမင်းသားဝီလီယံ အမေရိကန်သမ္မတဒေါ်နယ်ထရန့်အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန်ယူကရိန်းသမ္မတဇလန်စကီဂျီတိန်ဝန်ကြီးချုပ်ဆာဂီစတာမာနဲ့ပြင်သစ်သမ္မတအီမန်နျူရာမာခရွန်စတဲ့ကမ္ဘာခေါင်းဆောင်တွေတက်ရောက်လာတာကိုတွေ့ရပါတယ်။ကဲအဲ့တော့အားလုံးပဲပိုယန်မင်းကြီးဖရန်စစ်ရဲ့ဇာပနာအခမ်းအနားနဲ့ပိုယန်မင်းကြီးဖရန်စစ်အကြောင်းကိုသေချာမသိသေးတဲ့သူတွေလည်းအခုလောက်ဆိုတော်တော်များများသိသွားရပြီလို့ယုံကြည်ပါတယ်။ ဒီလိုပုံကိုကြီးကိုဆုံးရှုံးခဲ့ရတဲ့အတွက်နှမျောတတဖြစ်နေကြမယ်လို့လည်းထင်ပါတယ်ကျွန်တော်တို့အားလုံးဟာတေမျိုးတွေပဲဆိုတော့ဒီတရားကိုလက်ခံရမှာပါပဲမသေးခင်မှာလောကကောင်းကျိုးတွေတက်နိုင်တဲ့လောက်တေပိုးရင်လူသေးပေမဲ့နာမည်မသေးတဲ့လူမျိုးတွေဖြစ်အောင် ရှင်သန်နေထိုင်တတ်ပါတယ်ပုံရဟန်းမင်းကြီးရဲ့ဆန္ဒဖြစ်တဲ့ငြိမ်းချမ်းတဲ့ကဘာဖြစ်အောင်ပုံရဟန်းမင်းကြီးမိမာခဲ့တဲ့ဇကားတွေကိုလိုက်နာဆောင်ရွက်ကြရအောင်ပါလူငယ်တွေအနေနဲ့လည်းအခုအချိန်မှာ ဘယ်လိုအနိုင်ဆုံးအခြေအနေကိုရောက်နေပါစေပုံရဟန်းမင်းကြီးဖရန်စစ်တောင်ငယ်ငယ်ကလုံခြုံရေးအလုပ်ကျန်းတိုင်းအလုပ်စက်ရုံအလုပ်တွေကိုလုပ်ကန်ခဲ့ရတဲ့ဘဝကနေဩဇာကြီးမားတဲ့အထင်ကရပုဂ္ဂိုလ်ကြီးငင်းချမ်းရေးသမားကြီးဖြစ်နိုင်တာကိုသင်ကန်းစာယူပြီးစူးစမ်းကြပါလို့အားပေးတိုက်တွန်းရင်းဒီဗီဒီယိုဒီမှာပဲအဆုံးသတ်လိုက်ပါရစေပရိသတ်ကြီးခင်ဗျာအခုလိုမျိုးဘူးတုဒရရစရာအကြောင်းအရာတွေကိုဒီ channel မှာဆင်ဆက်မပြတ်တင်ဆက်ပေးသွားမှာမလို့ ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ထားခဲ့ကြပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။